အာစစ်မှုထမ်းရေးရာကိစ္စရင်းနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တယ်ဗျာစစ်မှုထမ်းရေးတွေနဲ့ပတ်သက်ပြည်သူတွေတော်တော်ဒုက္ခရောက်နေပြီအဲ့တော့တည်ရဖြစ်စေမတည်ရဖြစ်စေခင်ဗျားတို့ထပ်ရရှိလူကြီးမင်းများအလုံးမလုံးရဖြစ်စေเนาะပြင်းလို့ဖြစ်စေပေါ့เนาะဘာပဲလုပ်နေလုပ်နေပါပြည်သူတွေရဲ့ခံစားချက်နဲ့ပြည်သူတွေရဲ့ဒုက္ခကိုငဲ့ညာပါအောင်လို့ကျွန်တော် တောင်းဆိုကြပါတယ်အခုလက်ရှိအခြေအနေဖြစ်နေတာကတော့ပြည်သူတွေကစားเสียရမရှိရတဲ့ကြားလဲခင်ဗျားတို့အဲ့ဒီစစ်မှုထမ်းကြီးကပေးနေရတဲ့အခါကျတော့တတော်ဒုက္ခရောက်ပါတယ်မင်းအဲ့တော့အဓိကအဲ့ဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးအဓိက ပြောမယ်နော်အဲ့တော့ခင်ဗျားတို့အထက်နဲ့အောက်နဲ့ကအလှမ်းဝေးတဲ့ပုံစံမျိုးဖြစ်တယ်။အောက်ခြေကလှုပ်ချင်သလိုလှုပ်နေတာတွေသွားတွေ့ရတယ်။အောက်ခြေကလှုပ်ပြီးပြည်သူလူထုရဲ့အတန်ကလည်း ခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကဟိုပြည်သူလူထုအတန်ကလုံးဝပြောင်းနေပြည်သူလူထုကနီးရတာကြောက်နေရတဲ့ဘဝကိုရောက်နေပြီပြည်သူလူထုအနေနဲ့ကကျွန်တော်တို့မြို့နေလူဒန်းစားတွေအနေနဲ့ကမိမိရဲ့အခွင့်အရေးကိုမိမိသိတယ်အဲ့ဒါကြောင့်မို့လို့ဆိုရှယ်မီဒီယာတော့လည်းကောင်း သတင်းထမီဒီယာတော့လည်းကောင်းသူတို့သူတို့ရဲ့ဒုက္ခကိုသူတို့ပေါ်ပြနိုင်တယ်ပေါ့ဗျာနော်တော်တော်လည်းပဲတောနေလူဒန်းစားကျေးလက်နေလူဒန်းစားတွေကတော့ လူလေပေါ့လူလေအုပ်ကြီးတွေလူရည်လေတော့လူရည်လေတော့ဒီပေါ့အုပ်ချုပ်ရေးမှုတွေရဲ့လှည့်စားမှုအောက်မှာ မပေးရင်မနက်ဖြန်မနက်ဖြန်တပတ်ခါစစ်သေးသွားရတော့မလို့မပေးရင်မဖမ်းခံတော့ဆိုတဲ့ပုံစံမျိုးနဲ့အလုံးကချင်းချောက်ခံထားရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်သူတို့တွေအတန်လုံးဝမထွက်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဒီထက်ပိုပြီးဆိုတာတချို့နေရာတွေမှာကြတော့ငါကတိုင်းနဲ့ပိုင်နဲ့ခရိုင်နဲ့ပိုင်နဲ့ဆိုတဲ့ပြဿနာတွေပေါ့အဲ့တော့ အာအခုပေါ့နော်ကျွန်တော်ပြီးခဲ့တစ်ခေါက်ကအိမ်မဲမြို့နယ်နော်ဝဲကြီးရွှေကူကြီးရွာမှာနော်အဲအုတ်ချုပ်ရည်မှုကနော်အုတ်ချုပ်ရည်မှုကတအိမ်ထောင်ကို3,500ကောက်တာနော်နောက်တစ်ခုကအဲစစ်မှုထမ်းကိစ္စတက်ဆိုပြီးတော့မိသားစုလိုက်ပေါ့နော်သူကြည့်ရတာတော့အဲ့ဒီမှာစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့မကင်းတဲ့သူပါပါလိမ့်မယ်ထင်ပါတယ်9သိန်းကောက်ခံနေ9သိန်းကောက်ခံတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်က လိုင်းပေါ်နေပဲကျွန်တော်အတိပေးပြောဆိုလိုက်တယ်ပေါ့နော်ပြောပို့ဆိုလိုက်တဲ့နောက်မှာအဲ့တော့နောက်ဒီပေါ့အုတ်ချုပ်ရည်မှုအောင်မိုးစံတဲ့အဖွဲကလည်းရက်ွက်ကတော်တော်ကြောက်နေရတယ်ပြောတယ်မြို့ရွာတော်တော်ကြောက်နေဆိုလို့ကျွန်တော်ကအဲ့ကြောင့်ဆန္ဒကျွန်တော်ပြောတာရွာသားတွေကယူသားလုံးတဲ့ခါကြတော့အထက်ကိုဘလို့မှမပြောရဲဘူးအထက်ကိုပြောမယ်ဆိုတော့သူတို့ကလူရည်လေတဲ့ခါကြတော့ဗျာရွာသားတွေကိုဥမာဖြစ်ချင်းချောက်တာတွေနော်ချင်းချောက်တာတွေ နောက်တစ်ခုအနိုင်ကျင့်တာတွေလူမိုက်နဲ့ပေါင်းပြီးတော့ဒါအုတ်ချိုအာနာပိုင်းတွေနဲ့ပေါင်းပြီးတော့အနိုင်ကျင့်တာဆွမ်းနာကကျွန်တော်ပြောဝဲကြီးရွှေကူရွာဆိုလို့ရှိရင်ခရိုင်ကလာစစ်ပါပြီနော်အဲလာစစ်တယ်ဒါမဲ့တော့အဖုံးကောင်းအုတ်ကောင်းတဲ့ခါကျတော့ဘလို့ခေါ်လို့ဆိုရင်ယုတ်ရက်စစ်စစ်ကမဲ့ပုံစံမျိုးတွေဖြစ်တယ်နော်ခင်ဗျားတို့လာစစ်မယ်လို့သတင်းပေးလိုက်လို့ရှိရင်အောက်မှာတို့ရတို့ရတခါတည်းထုံးတဲဖြူခင်းနော်ရာစပတ်ကာတာပိတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ခင်ဗျားတို့ဒီတိုင်းနေနေတော့မလွယ်ဘူးပေါ့ဗျာနော် စစ်မယ်ဆိုလို့ရှိရင်လီရက်တပြက်စစ်ပါเนาะအခုခင်ဗျားတို့ကလာစစ်မယ်တနည်းအားဖြင့်ဒီချင်းအောင်ကြည့်လိုက်ချင်အောင်ပြတာဝန်ကြီးလာစစ်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့လိုမျိုးနေမဖြစ်ရလေအောင်ကိုကိုယ်တိုင်တက်တက်ကြွကြွစစ်ဆေးပါเนาะအဲ့လိုမျိုးခုစလာစစ်တယ်ဗျခရိုင်ကလာစစ်တော့မယ်เนาะအဲ့တော့ဒီအုတ်ချုပ်ရေမှုရဲ့လုံပုံကင်ပေါ်ရွာမအင်ဂျင်300ကျော်ရှိတယ်ပေါ့ဗျာเนาะဖျားနာတွေစာတင်ကြောင်းနေမှာတဲ့အုတ်ချုပ်ရေမှုကရက်ဆိုင်နေဖွင့်ထားပါတယ်တဲ့လောင်စာဝိုင်းနေလည်းရှိတယ်တဲ့เนาะ 15ရက်နေ့အဲအပတ်စဉ်15အတွက်နှစ်ယောက်လိုက်ရမယ်ဆိုပြီးတော့ယွာမှာတော့ချင်းချောင်းနေပြီတဲ့ခရံလဲလာဆက်တော့မယ်ဟောဒါကျွန်တော်ပြောပြောဆိုဆိုချင်တာကတော့စစ်စေးရေးတွေတန်းဝင်ပါတယ်เนาะအထက်ကလည်းလှုပ်လှုပ်ပါတယ်ဒါပေမဲ့တော့အထက်ကလှုပ်လှုပ်တော့ကျွန်တော်ချီးကျူးတယ်တစ်ဖက်ကလည်းနောက်တစ်ဖက်ကပါလဲဆိုတဲ့ခါကျတော့ဟိုဥမာဖြစ်မဖြစ်မနေမလို့လောရတဲ့ပုံစံမျိုးလေးတွေကြတော့မကောင်းဘူးဗျာเนาะအကတနေရပါဗျာနောက်ထပ်တနေရပါမဥပင် ခရိုင်ပေါ့เนาะ အောက်ထုံကြီးရွာတဲ့အဲ့မှာဆိုလို့ရှိရင်လဲလာတိုင်းနှစ်ပေါင်းခွဲကောက်နေပါလေတဲ့ရွာကလေးကမှတိုင်ငါရွာဗျာတဲ့မရှိတဲ့ခါကျတော့ဒံအိုးပေါင်ပြီးပေးနေရတယ်တဲ့ဟိုရောင်းဒီရောင်းပြီးပေးနေရတယ်တဲ့စစ်မှုတန်းကြီးအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားကြည့်ပါဗျာနော်ဒါမှဥပမာ ARV တိုင်းမှာတော့ခင်ဗျားတို့ ARV တိုင်းတော်တော်လေးမှွေနေတာပဲဗျာနော် ARV တိုင်းတော်တော်ဆိုးပါလားအော်ဒါကမဥပင်ခရိုင်တွေကနော်အောက်ထုံကြီးပါဟုတ်ပြီ ARI တိုင်းဒနုပြူမြို့နယ်တဲ့ ကျောင်းစုကျေးရွာအုပ်စုတဲ့တော်ကဲကျေးရွာမှာတော်ကွဲကျေးရွာမှာတဲ့နော်တိန်တော်9000ကောက်နေပါလေတဲ့အုတ်ချုပ်ရေးမှုကလာမျိုးအောင်ပါအဲဒါကအရာပြိုင်တနည်းပြပါဘောနော်စနမအူပင်အောက်ထုံကျေးရွာကတော့အုတ်ချုပ်ရေးမှုနာမည်ကအုတ်ချုပ်ရေးမှုက A line တဲ့နော်ယာယီမှုကမြင့်နိုင်တဲ့ဟောအဲဒါဦးမြင့်နိုင်ပေါ့ဗျာနော် ဟုတ်ပြီအဲ့တော့မဥပင်နောက်နောက်တနေရာဆက်ဆက်ရှိတာလဲမဥပင်ခရိုင်တဲ့ပန်တပုတ်ရွာမှာတဲ့3000 4000ကောက်ပါလေတဲ့စစ်မှုတန်းနဲ့အကျုံးမဝင်တဲ့သူအစားပတ်စံကောက်ပါလေတဲ့ဆိုလိုချင်တာကျွန်တော်တို့ဆီမှာစစ်မှုတန်းအိမ်မှာစစ်မှုတန်းနဲ့ညီစုနဲ့တမရှိဘူးဒါပါတော့ခင်ဗျားတို့မဝင်ညင်မှုဆိုရှင်မဝင်ညင်တဲ့သူကထည့်လေဟုတ်တယ်မလားစစ်မှုတန်းကြည့်လိုက်မဲပေါက်တယ်သူမဲပေါက်တယ်ပေါက်တဲ့သူကမဝင်ညင်မှုဆိုရှင်တော့ဒီလူတွေထည့်ရတာကျွန်တော်ဘာမှမပြောလို့ဘူးဘာကြောင့်လဲအဲဘယ်လိုကောင်းလဲမြန်မာနိုင်ငံအခြေအနေကခက်ခဲတာလေးရှိရကျွန်တော်လည်းเนาะ ဒါပေမဲ့တော့စစ်မှုထမ်းနဲ့လည်းအကျုံးမဝင်ဘူးစစ်မှုထမ်းကိစ္စမှာပါဝင်စရာလည်းမလိုတဲ့သူတွေကထည့်ပေးနေရတယ်ဆိုတဲ့ခါကျတော့ဒါတွေကိုလည်းအထက်ကိုလည်းမတင်ပြရဲသလို online ပေါ်မှာတော့မပြောရဲပါဘူးလေခင်ဗျာပြောလိုက်တဲ့သူကိုကျွန်တော်ကိုပြောလိုက်ပြီလို့ဆိုပြီးတော့အောက်ချင်မှာ like ပြီးတော့ပိုက်ရမ်းနေကြပါပြီတဲ့နော်ငပူရောမြို့နယ်ငရုတ်ကောင်းမြို့နယ်မှာတဲ့နော်ငရုတ်ကောင်းမြို့မှာငပူရောမြို့နယ်ငရုတ်ကောင်းမြို့မှာခုနကတော့နာမည်ရလဲဟုတ်သေးရလဲနော်အဲ့ဒါကျွန်တော် map ပေါ်မှာ share ကြည့်ပါရမယ်နော် မန္တလေးတိုင်းဟာအခုဆိုတော့ခင်ဗျားတို့ခင်ဗျားတို့လှုပ်တော့နော်ဟေးအထက်လူကြီးလူကြီးမင်းများအခုခုလှုပ်တော့နော်မန္တလေးတိုင်းမိထီလာမြို့နယ်တဲ့နော်ကျွဲကံအုပ်စုမှာလဲတအိမ်6000ကောက်ပါလေတဲ့ဟာဟာငါမမမအကုန်လုံးအကုန်လုံးအော်ကုန်ပြီအကုန်လုံးအော်ကုန်ပြီဒါကျွန်တော်အော်ရမှာ400ပဲရှိသေးတယ်နော်400ညပဲရှိသေးတယ်ဟုတ်ပါကျွန်တော်တို့မြိုင်မြို့နယ်တဲ့တောင်ကျော်မှာ PDF တွေကပြည်သူကိုတဲ့ပြည်သူတွေကိုတဲ့ဒါမှမဟုတ်ပို့ဆောင်နေပါတယ်တဲ့ ကျွန်တော်တို့ကိုကျွန်တော်တို့တော့ပါတယ်အနာအနီးတစ်ဝိုက်ကရွာတွေကလူတွေအများလူတွေအများဆုံးနော်ဟော PDF တွေပို့နေတယ်တဲ့နော်ဘာမို့လူတွေပို့နေတယ်အဲ့ဒါလည်းနည်းနည်းလေးကြည့်အောင်ပါနော်အဲ့တော့အခုကျွန်တော်ပြောတာကမဥမင်းခင်ရိုင်းပန်တပုတ်ရွာရဲ့ကိစ္စလေးကျွန်တော်ပြောပြသွားပြီနော်အဲ့တော့အခုကျွန်တော်ကလေးရွာပြောတယ်ကျန်းနေရတယ်ပြောကြပါဦးညနော်တေချာတော့ပြောဖို့လိုတယ်နော်တေချာတော့ပြောဖို့လိုတယ်တေချာဖို့လိုတယ်ပြည်သူတွေ ဒါမျိုးထမင်းအောင်စားစရာမရှိဘူးဗျာဒီစစ်မှုတန်းကြီးကပေးနေရတယ်ပြည်သူတွေအနေနဲ့လည်းကိုကစစ်မှုတန်းကြီးမှာမပါမပေးနဲ့ဗျာဟုတ်ရင်လည်းပြောတာမပေးနဲ့အဲ့လိုစစ်မှုတန်းကြီးမှာမပါပဲနဲ့ပေးနေရတယ်ဆိုရင်တော့ကုမောင်ပြောပြီเนาะကျွန်တော်အားလုံးသိအောင်ကျွန်တော်ရဲ့ hit တိုင်းကနေကျွန်တော် hit ပေးမယ်အဲဒါမျိုးတော့ပါတဲ့သူတွေပေးရတာကျွန်တော်ဟိုဘာမှမပြောလို့ဒါပါလို့ပေးရတယ်မပဲမဝင်မပါရင်လိုက်ပေါ့ဗျာဒါပဲရှိတာပဲဟုတ်တယ်မလား